ဘဝမှန်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာယခုဟောပြသည့်အဘိနတုံကို အခုလိုပဲလူတူရှင်းအစအဆုံး၅ချက်လုံးဟောပြပြီးတော်မူပါဖျားလို့စာရီးရေးပို့ထားတယ်အဘိနတုံဆိုတာကဒီနေ့ခေစကားနဲ့ပြောရရင် အမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ထားရမယ့်တရားလို့ဆိုတယ် အမဲမပြတ်ဆင်ញင်းနေရမယ့်တရားပေါ်ပြင်စီမာနိဘိခဝေဌာနာနိအဘိနံပိစ္ဆဝကိတ္တပံတဲ့ဒီအရာ၅မျိုးကို အမြဲတမ်းဆင်ញင်းစဉ်းစားနေရမယ်အမြဲတမ်းခေါင်းနဲ့ရိုက်ထည်ထားရမယ်အဋ္ဌိယာဝမိမ့်မပဲဖြစ်ဖြစ်ပုရိသေနာဝယောက်ျားပဲဖြစ်ဖြစ်ဂဟတိနာဝလူပဲဖြစ်ဖြစ် ပပိစီဒေနာဝါရှင်ယဟန်မဲဖြစ်ဖြစ်ပေါ်ဘသူပဲဖြစ်ဖြစ်ဒီအရာ၅မျိုးဒီအချက်၅ချက်ကိုတော့ဖြင့်အမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ထားပါကတမာနိပြင်စအဲ့ဒီ၅မျိုးကဘာတွေလဲဆိုရင်ဇရာဒံမောမိဇရံအနတိတောတိအပိဏာပိစ္ဆဝကိတ္တပံ။ဦးခြင်းသဘောတရားတွေရှိတယ်လူတိုင်းလူတိုင်း အဲ့ဒီအိုခြင်းသဘောတရားတွေကိုမလွန်ဆန်နိုင်ဘူးဆိုတာအမြဲနှလုံးသွင်းထားပါကိဉ္စအဋ္ဌဝတ္တံပဋိစ္စဒါကြောင့်ငါအိုမာငါအိုမာလို့ဆင်ញင်းနေရမှာလေဆိုရင်တဲ့အဋ္ဌိဘိက္ခုရေတတ္တနံယွပနေယွပနမတော်လူငယ်တွေဟာငယ်ရွယ်တဲ့အချိန်မှာငယ်မှန်နေထပြီးတော့ငယ်မှန်နေတဲ့ပြီးတော့ကိုကိုကိုမအိုတော့မဲ့မနာတော့မဲ့သူတွေလို့ မေ့ပြီးတော့ရေနမဒေနမတ္တာကာယေနဒုစရိတံစရံတိဝါစာယဒုစရိတံစရံတိမနတာဒုစရိတံစရံတိတဲ့ငါငဲပါသေးတယ်ငါငဲပါသေးတယ်ဘယ်အချိန်လို့လို့ရတယ်ဆိုတော့ငဲမှန်ဒီနဲ့မကောင်းတာတွေလို့မကောင်းတာတွေပြော မကောင်းတာတွေကြားနေမှာဆိုလို့ငါအိုမှာနော်ငါဒီအတိုင်းအမြဲတမ်းကြီးတီးမနေဘူးနော် ငါအိုမာနောအဲ့တလူ အမြဲတမ်းဆင်ញင်းနေရမယ်အမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ထားရမယ်လို့ဗုဒ္ဓကညွှန်ပြခဲ့တယ်ဒီတိုင်းမှာပဲနောက်ဒုတိယအမြဲဆင်ញင်းနှလုံးသွင်းပြီးတော့ခေါင်းနဲ့အမြဲရိုက်ထည့်ထားရမယ်အရာကငါတနေ့ဖြာတိဓမ္မောမိဖြာတိအနာတိတောတိအဘိနာပြစ္ဆဝကိတ္တပံငါတနေ့နာမနော ငါတနည်းချမ်းမာရေးတွေဖောက်ပြန်တာမျိုးယောဂါတွေရတာမျိုးနဲ့နားမနော်ဒီအတိုင်းကြီးအမြဲတမ်းချမ်းမာမနေဘူးနော်လို့အမြဲဆင်ရင်နှလုံးသွင်းနေပါတဲ့ဘာကြောင့်အဲ့ဒီလိုငါဟာတနည်းနားမငါဟာတနည်းနားမလို့ခေါင်းထဲရိုက်ထည့်ထားရမှလဲဆိုရင်အာရောက်ကြီးအာရောက်ကြမတော်ရေနာမဒီနာမတ်တာ ကြားမာနေတဲ့အချိန်မှာကိုကိုကိုမေးပြီးတော့အမြဲတမ်းပဲမနာမဖျားတော့မဲ့သူလိုကြားမာတဲ့မန်နေထားပြီးတော့မကောင်းမှုတွေလုပ်မကောင်းတာတွေပြော မကောင်းတဲ့အတွေးအကြံတွေတွေးကြံနေမှာဆိုလို့အမြဲတမ်းဒီလိုကြီးမနေဘူးနော်ငါနာရအောင်မနော်မနာခင်ငါကောင်းအောင်ကြိုးစားရမယ်ဆိုတဲ့အသည့်တွေဝန်စီခြင်းလို့ပါတဲ့ နောက်နံပါတ်3မရဏဓမ္မမိမရဏအနာတိတောတိအပိဏံပြစ္ဆဝကိတ္တပံငါဒီအတိုင်းကြီးအမြဲတမ်းမနေဘူးနော်ငါတဏိသေးရမှာနော်ဆိုတာကိုလေအမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ပြီးဆင်ញင်းနေပါတဲ့ဘာကြောင့်လဲဆိုရင်ဇီဝိတေဇီဝိတာမတော်ရှင်သန်းနေတဲ့အချိန်မှာရှင်သန်ခြင်းမှန်နေရေးပြီးတော့ကိုကိုကိုမသေးရတော့မဲ့လူလူ လောဘတွေဒေါသတွေမောဟတွေအစင်းကြီးအပူလောင်ခန်းပြီးတော့မကောင်းနာတွေလုပ်မကောင်းနာတွေပြောမကောင်းနာတွေကြမ်းနေမှာဆိုလို့ပါတဲ့နောက်နံပါတ်၄ကတော့ဘဝေဟိမေပိယေဟိနာနာဘာဝဝိနာဘာဝအဘိနံပြစ္ဆဝကိတ္တပံငါဟာငါချစ်တဲ့ငါအားကိုးနေတဲ့ငါမိဘငါဆွေမျိုးတွေနဲ့လေဒီခွဲခွဲတာမျိုး ဒါမှမဟုတ်ရှင်ခွဲကွဲတာမျိုးတွေဖြစ်လာမှာနော်လို့အမြဲတမ်းကောင်းနေထည့်ပြီးတော့ဆင်ញင်နှလုံးသွင်းနေပါငါပြီပါငါဆွေမျိုးတွေနဲ့တနေ့ငါသေးခွဲရှင်ခွဲတကွဲခွဲနဲ့တေချာပေါက်ကွဲကူကွဲရမှာအဲ့ဒီအခါမှာငါကိုငါပဲအားကိုရမှာငါမိပါငါဆွေမျိုးတွေကိုငါအမြဲတမ်းအားကိုနေလို့မရဘူးဆိုတဲ့အသည့်ကောင်းနေထည့်ထားပါတဲ့ ဘာကြောင့်လဲဆိုရင်အဋ္ဌိဘိခွေတတ္တနာပြည်ရေသူမနာပေသူယောသန္ဒရာကိုရေနရာဂေနရတ္တာကာယနဒုစရိတံစရံတီတဲ့မိဘတွေဆွေမျိုးတွေကို အားကိုးတဲ့စိတ်ဖြစ်ခြင်းရာကို ဖြစ်နိုင်တယ်ဆိုတဲ့မိဘဆွေမျိုးပေါ်သန္ဒရာကဖြစ်ခြင်းမှုတွေနဲ့ညှိကပ်ပြီးတော့မကောင်းတာတွေလုပ်မကောင်းတာတွေပြော မကောင်းတာတွေပဲကြံပြီးတော့မိဘအားကိုနဲ့မကောင်းမှုတွေတဲ့နေမွန်းနေမှာဆိုလို့မိဘဆွေမျိုးတွေအပေါ်ဆန္ဒရာဂဆိုတဲ့ညစ်ကပ်မှုတွေနေပါသွားအောင်ပျောက်ပြက်သွားအောင်လို့ပါတဲ့နောက်ဆုံးနံပါတ်5ကာမတကောကံသာလျင် ကိုယ်ပိုင်ဥစ္စာဖြစ်တယ်။ငါလုတာမှန်သမျှငါဟာငါဥစ္စာအစစ်ဖြစ်တယ်။ကာမဒါယတော့ ံရဲ့အမွေကိုခံရမယ်။ငါလုတ်တဲ့ကောင်းခြင်းဆိုခြင်းရဲ့အမွေကိုငါပဲခံရမှာနော်။ကာမယောနိကံသာလျင်အကြောင်းရင်းရှိတယ်။ငါဘဝရဲ့ကောင်းခြင်းဆိုခြင်းဟာငါလုတ်တဲ့ကံတွေဟာငါဘဝရဲ့အကြောင်းရင်းတွေပဲ။ကာမဗန္တုငါလုတ်တဲ့အရာတွေဟာငါရဲ့ဆွေမျိုးအစ်စ်တွေပဲ။အဲ့ဒီလိုလေအမြဲတမ်းနှလုံးသွင်းပြီးတော့ခေါင်းထဲထည့်ထားရမယ်။ ငါကောင်းတာတွေလုပ်ရင်ကောင်းတဲ့သူဖြစ်လာမှာငါမကောင်းတာတွေလုပ်ရင်လေငါဟာမကောင်းတဲ့သူကြီးဖြစ်လာမှာငါအယက်တော့ရင်ငါအယက်သမားဖြစ်လာမှာပေါ့ငါဘိန်းရှူရင်ငါဘိန်းသမားဖြစ်လာမှာလို့ငါလုပ်ရမကောင်းရင်ငါဘဝမကောင်းနိုင်ဘူးအဲ့ဒါလို့ပြီးပြီးပြင်းပြင်းမြင်အောင်နှလုံးသွင်းထားပါခေါင်းနဲ့အမြဲတမ်းထဲ့ထားပါဘာကြောင့်လဲဆိုရင်အဲ့ဒါလို့ မသိမမြင်ရင်မကောင်းတာတွေလို့မကောင်းတာတွေပြော မကောင်းတာတွေကြံစည်နေမှာစိုးလို့ပါတဲ့ဒီအချက်၅ချက်ဟာအမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ထားရမယ်တရားတွေပဲဒီနေ့လူငယ်တွေကို ကြည့်လိုက်ရင်ကိုကိုကိုမအိုတော့မဲ့သူတွေလို့မနာကြတော့မဲ့သူတွေလို့မတည်ကြတော့မဲ့သူတွေလို့မိဘဆွေမျိုးတွေနဲ့မခွဲမခွာပဲတသက်လုံးမိဘတွေနာနေရတော့မဲ့သူတွေကို ငါဘာလုပ်လို့ဘာမှမဖြစ်ဘူးလို့နဲ့ကြိုးစားရမှမသိပြုပြင်ရမှမသိဂိမ်းဆိုဖုံးပွန်းနဲ့အချိန်နေဖြုံးနေကြတာမြင်ရတာဘဝကိုမစင်စားပဲဘဝမေ့နေကြလို့လို့မြင်မိတယ်။ဒါကြောင့်ဤကုန်းကျုပ်အနေနဲ့ပြောရရင်ခေါင်းထဲမှာအမြဲတမ်းရိုက်ထည့်ထားရမယ့်အချက်၅ချက်ရှိတယ်။အမြဲတမ်းရိုက်ထည့်ထားပါ။ငါဒီလိုအရွယ်လေးနဲ့ အမြဲမနေဘူးငါတနေ့အိုမင်းမစွမ်းဖြစ်လာမှာနော်ငါဒီလိုချမ်းညမ်းမာမာနဲ့အမြဲတမ်းနေနိုင်မှာမဟုတ်ဘူးငါတနေ့ယောဂရီရမထနိုင်မထိုင်နိုင်ဖြစ်အောင်မှာနော်ငါတနေ့သေးကိုသေးရအောင်မှာနော်ငါမိဘငါဆွေမျိုးတွေကလည်းငါနဲ့အမြဲအတူနေနိုင်မှာမဟုတ်ဘူးနော်ရှင်ခွဲသေးခွဲခွဲရင်ငါကူငါပဲအားကိုရမှာနော် ငါဘာလုပ်လို့ငါလုပ်တဲ့အတိုင်းငါဖြစ်မှာနော်ဆိုတဲ့အတိလေးတွေကို အမြဲတမ်းနှလုံးသွင်းပြီးတော့ဆင်ញင်နိုင်ကြပါစေလို့ဆန္ဒပြုရင်းပဲညီကုန်းချုပ်လိုက်ပါတယ်အားလုံးအားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်